ပြည်ဝင်ခွင့်ရရန်လိုအပ်တဲ့ထောက်ခံစာမရခဲ့လို့လေရင်လက်မှတ်ဆုံးပြီးမြန်မာနိုင်ငံကိုရောက်မလာနိုင်ခဲ့တဲ့အတေဝါလဝိကျော်တေဝါကတော့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ငလင်းပေးတဲ့ပြည်သူတွေကိုကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ဖို့အတွက်အဆုံးဖြတ်ကမြန်မာနိုင်ငံသို့လာရန်အတွက်31ရက်နေ့ညလေရင်လက်မှတ်ကိုဖျက်ထားခဲ့တာပါသို့တော်လည်း လေယာဉ်ခရီးစဉ်အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေမရခဲ့တဲ့အတွက်မြန်မာနိုင်ငံသို့မလာနိုင်ခဲ့ပါဘူး။ထောက်ကန်စာတခုရဖို့အတွက်နှစ်ပတ်အကြာမှာဖြစ်ပြီးတော့အဆိုပါထောက်ကန်စာရမှမြန်မာပြည်သို့ဝင်ခွင့်ရမယ်လို့သိရပါဗျ။အဆိုပါအချိန်ဟာကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့အတွက်အများကြီးအချိန်လွန်သွားပြီလို့သူကပြောဆိုခဲ့ပါဗျ။လဝိကျော်တေ လဝိတော်ဒေဝကတော့သခိုင်းပြည့်ရွှေရောကြောင့်ငလီတန်ခန်းစားခဲ့ရတဲ့သခိုင်းနဲ့မန္တလေးဒေသတို့လာရောက်ကကုညီကဲဆဲရေးတွေလုပ်ဖို့အတွက်ဆုံးဖြတ်ခဲ့တာပါမတ်လ31ရက်နေ့ MIA လေးချောင်းလိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကနေလာရောက်မှာဖြစ်ပြီးဧပြီလ2ရက်နေ့မှာတော့ပြန်ဖို့လေရင်လက်မှတ်တွေဖြတ်ထားပြီးဖြစ်ကြောင်းလည်းအသိပေးထားခဲ့ပါတယ်ဒီလိုမျိုးစွန့်စားတဲ့အခြေအနေတွေရဲ့အကြောင်းသူ့ရဲ့ပြည်သက်တွေကတော့စေပူပန်နေကြတာပါ။သူကတော့2021ခုနှစ်နောက်ပိုင်းတည်းကမြန်မာနိုင်ငံကနေ တော်လန်ပြည်သူတွေနဲ့တသားတဲ့ရက်တီဗီစန့်ကျင်ခဲ့တာကြောင့်ပါသူ့ရဲ့ရဲတင်းလွန်တဲ့ဆုံးဖြတ်ချက်တွေပေါ်မှာပြည်သူတွေကတော့စိတ်ပူကြပြီးမြဲသူကတော့လင်းရင်လက်မှတ်ပါဖြစ်ပြီးသားတဲ့အကြောင်းအတည်ပြုလာခဲ့သလိုလက်ရှိမှာလည်းကမ္ဘောဒီးယားနိုင်ငံမြန်မာတန်ယုံကတာဝန်ရှိတဲ့သူတွေကိုလိုအပ်တဲ့ကိစ္စတွေမေးမြန်းနေတယ်လို့ပြောဆိုသွားခဲ့ပါတယ်။ထိုထက်လူပညာရှင်တရင်တပုံတွေနဲ့နိုင်ပင်တဲ့အလူငွေငွေကျပ်300ကိုထပ်မံလူဒန်းခဲ့တဲ့ဝင်းမုံရွှေရိုးစနီမောင်နှံ ဆက်ရှိမိုင်တော့ရဆရာတော်မတီဦးဆောင်သောလူတန်းမှုပါရမီဖြည့်ပါဝင်လူတန်းကြသူများအမှုပညာရှင်အများပြားရှိကြပါရယ်ဝမှုရွှေရိုစနေမောင်နှံကလည်းငွေကျပ်350ရေတံပူနေတက်စာ350စုစုပေါင်းကျပ်300ဘူးရှိငွေသားနေပစ္စည်းများကို လူတန်းခဲ့တာဖြစ်ပါရယ်ဝမှုရွှေရိုစနေမောင်နှံဟာခန္ဒီဝင်ပရာဟိတာမှလည်းငလေဘေးတဲ့အလူဖြစ်မှကျင်းလူတန်းထပ်ပြီးပဲဖြစ်ပါရယ်နောက်ဆုံးပညာသတင်းတပုံလေးနဲ့အေရွှေလတရရနေ့ကစတင်ပြီးရတနာပိကင်ထွန်းဆိုင်ရှိမှာ နေ့စဉ်ထမင်းဘူးစတူဒီတာဝေသွားမဲ့အကြောင်းပေါ်ချဖြူခင်ကယခုလိုမျိုးတင်ပြလာခဲ့ပါတယ်။သူမရဲ့အိမ်နဲ့ဆိုင်တွင်ပိုင်းကငလင်တိုင်ကြောင့်ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့တာကြောင့်ဆိုင်ကိုယ်တော့ပိတ်ထားအောင်မှဖြစ်တယ်လို့ဆိုပါတယ်။သို့တော်လည်းအကူအညီတွေလိုအပ်နေတဲ့သူတွေကိုမနက်ဖြန်ဧပြီလ၁ရက်နေ့ကစတင်ပြီးသူမရဲ့ဆိုင်ရှိမှနေ့စဉ်ထမင်းဘူးများကိုလူဒန်းသွားမည်ဖြစ်တယ်လို့သိရပါတယ်။သူမရဲ့ဆိုင်လေးကတော့66လမ်းနဲ့109လမ်းတောင်မှရှိတာမို့စတူဒီတာထမင်းဘူးများလိုအပ်တဲ့သူတွေအတွက်မျှဝေပေးလိုက်တာလည်းဖြစ်ပါတယ်။ လင်တန်တွေသူ့ရဲ့နိုင်ပွဲရလက်အိတ်ကိုလေးလံတင်ပြီးလူတမ်းမဲ့ဆိုတဲ့အောင်လာအဆန်းအလွန်ငွေရှာပေးနေတဲ့ကျွန်တော်ရဲ့မြမကုံဆောင်အောင်လာအဆန်းကတော့လက်ရှိမှာတော့ဒေါ်လာ2520ထိရရှိနေပြီလို့သိရပါတယ်။မျော်မှန်းချက်ကတော့ဒေါ်လာ1000ပဲဖြစ်ပါတယ်။ UFC ရဲ့ Chain Fighter Fan ကတော့ကိုယ်တိုင်လည်းလူတန်းထားသလို Government ကနေဒေါ်လာ1000ကျော်အလွန်ငွေတွေရှာပေးနေကြောင်းလည်းသိရပါတယ်။ UFC ရဲ့ချစ်တော်ချင်းဖိုက်တာဖန်ကလည်းငလင်တန်ခန်းစားနေရတဲ့ပြည်သူတွေအတွက်ချင်းလက်ဖောင်ဒေးရှင်းကနေတစ်ဆင့်ချက်သိန်းတရာလူဒန်းခဲ့တာလည်းဖြစ်ပါတယ်ဒီလူကတော့မန္တလေးမိထီလာနေပြီ